တမရထရန်ဦးဆောင်တဲ့ American အစိုးရရဲ့စစ်မှန်တဲ့အဆောင်ရွက်ချက်ကြောင့်စစ်မှန်တဲ့ထားရငင်းချင်းကြီးဟာခုနှစ်ထဲမှာရရှိနိုင်တယ်လို့ယုံကြည်ထားကြောင်း Ukraine တမရဇီလန်စကီကပြောပါတယ် Ukraine တမရဇီလန်စကီက American တမရထရန်နဲ့ဖုန်းဆက်သွယ်ဆွေးနွေးမှာပြောဆိုခဲ့တာဖြစ်ပါတယ် Ukraine နဲ့ American နှစ်နိုင်ငံအနေနဲ့စစ်ပွဲအမှန်တကယ်အဆုံးသတ်ပြီးရေရှည်တည်တံ့ခံရတဲ့ငြိမ်းချမ်းရေးရရှိဖို့ဆက်လက်ပူးပေါင်းဆောင်ရွက်တဲ့နယ်လို့လည်းသဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါအပြင်သမ္မတထရန့်ရဲ့ဖုန်းဆက်ဆွေးနွေးရမှာပူတင်နဲ့ပြောဆိုခဲ့တာတွေတဲကအဓိကအကြောင်းရင်းတွေကိုသမ္မတထရန့်ကအသေးစိတ်မိမိကိုပြန်လည်မျှဝေခဲ့တယ်ဆိုပါတယ်စစ်ပွဲဆုံးသတ်ဖို့ပထမအခြေလမ်းတွေကတခုဖြစ်တယ်စွန့်ရင်နဲ့ရက်ဘက်အခြေခံအဆောက်အုံတွေပေါ်တိုက်ခိုက်တာရပ်တန့်မှုဆိုတဲ့အချက်ကိုယူကရိန်းကထောက်ခံတယ်လို့အကောင်အထည်ဖော်ဖို့အသင့်ပဲဆိုတာပြောခဲ့ပါတယ်ကာစမီပြန်ပါဝင်ရှေ့တန်းခြေနေတွေကိုရှင်းပြခဲ့တယ်လို့စစ်တုံးမှအားလုံးနဲ့မတရားဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ယူကရိန်းကလင်းငယ်အလုံးပြန်လဲလွတ်မြောက်ရေးကိုလည်းဆွေးနွေးဖြစ်ပါလေယူကရိန်းနဲ့အမေရိကန်နှစ်နိုင်ငံအနေနဲ့စစ်ပွဲမှန်တကယ်အဆုံးသက်ပြီးတော့ရေရှည်တင်တဲ့နဲ့ညင်ချင်းရဖို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့လည်းဆက်လက်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်သမနာထရန့်နဲ့အခုလိုမျိုးဆွေးနွေးမှုရခဲ့တာဟာမိမိအနေနဲ့စိတ်ကျေနပ်မှုရကြောင်းဇလန်စကီးကပြောပါတယ်။နောက်ပြီးတော့ အတီမပြုတ်နိုင်တဲ့သတင်းတစ်ခုရဆိုရင်စလန်စကီဟာတမနာထရန်ရဲ့အရင်အင်ဖြူတော်မှာစကားများတဲ့ကိစ္စကိုလည်းတောင်းပန်ခဲ့တယ်လို့ဆိုပါလိမ့်။ထရန်ဟာရုရှားနဲ့ယူကရိန်းတို့ရဲ့စစ်ပွဲကိုရက်ဆိုင်မှုကနအူးခြေလံအဖြစ်ရက်ပေါင်း30ကြာပြစ်ခတ်ရက်ဆဲထားဖို့ပူတင်ကိုဆိုပြခဲ့ပေမဲ့ရုရှားသမ္မတကပယ်ချခဲ့ပြီးယူကရိန်းရဲ့စွန့်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွေတော့မတိုက်ခိုက်တော့ဘူးဆိုတဲ့ကတိကိုပဲပေးခဲ့ပါလိမ့်။ ါပေမဲ့မလောက်ဆက်ရှိရနေ့ကထရန့်နဲ့ပူတင်တို့ဖုန်းပြောပြီးနိုင်ပိုင်းကြမှာရုရှားနဲ့ယူကရိန်းတို့အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါလေထရန့်ဟာလူမှုကွန်ရက်ပေါ်မှာရေးသားထားမှာတော့ဇလန်စကီကိုအွန်လိုင်းကနေဖုန်းခေါ်ခဲ့တာဟာရုရှားနဲ့ယူကရိန်းကြားစစ်ရေးဆိုင်ရာကိစ္စညှိနှိုင်းမှုနှစ်ဖက်လုံးရဲ့တောင်းဆိုမှုတွေနဲ့လိုအပ်ချက်တွေကြောင်းဆွေးနွေးဖို့ဖြစ်တယ်လို့ပါပါတယ်။လောလောဆယ်ပြည့်ရက်သဘောတူညီမှုမရသေးပေမဲ့အားထုတ်မှုတွေဟာလမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီလို့ခန့်စားရကြောင်းလည်းထရန့်ကဆိုပါတယ်။ ဇလန်စကီနဲ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာအများစုဟာသူနဲ့ပူတင်လုံခဲ့တဲ့တရက်ကပြောဆိုခဲ့တဲ့ကိစ္စတွေပေါ်အခြေတည်ကြောင်းလဲဆိုပါတယ်နောက်ပိုင်းမှာတော့ဆွေးနွေးမှုနဲ့ပတ်သက်လို့ပိုသေးစိတ်ကြတဲ့အကြောင်းအရာချို့ကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကထုတ်ပြောခဲ့ပြီးထရန့်ဟာယူကရိန်းအတွက်ဥရောပကတဆင့်၄ချောင်းကောက်ွဲစနစ်တွေပုံမှန်လက်ခံရရှိဖို့အကူအညီပေးရေးသဘောတူခဲ့ကြောင်းသိရပါတယ်။မာကိုရူဘီယိုကနှစ်နိုင်ငံခေါင်းဆောင်တွေဟာစင်ကဲပြောင်းလဲနေတဲ့စစ်မြေပြင်အခြေအနေနဲ့ပတ်သက်လို့ပိုပြီးနိနိကကအချက်အလက်တွေဖလှယ်ဖို့ကတိပြုခဲ့တယ်ဆိုပါတယ်။ အဲ့ဒီသဘောတူညီချက်တွေရဲ့အသေးစိတ်လုံးနှုံးလုံးတွေကိုတော့ sorry နိုင်ငံမှာနှစ်ဖက်ကိုယ်စားလှယ်တွေဆက်ပြီးဆွေးနွေးမယ်ဆိုပါတယ်။ဇလန်စကီးကလည်း train နဲ့သူ့ကြားကဆွေးနွေးမှုတွေအပြည့်အစုံဆောင်တော့ကိုယ်လင်းပြီးလက်တွေ့ကျတော့ကိစ္စပါလို့လူမှုကွန်ရက်မှာရှိပါတယ်။ American ပြည်သူတွေနဲ့အတူ Tamna train နဲ့အတူ American ရဲ့ခေါင်းဆောင်မှုအောက်မှာဒွန်ရှေတီနတ်ခံမြတဲ့ငြိမ်းချမ်းရေးရရှိဖို့မိမိဟာဆောင်ရွက်မယ်လို့ဇလန်စကီးကပြောပါတယ်။ ထရန်နဲ့ဆိုနေရမှာလောလောဆယ်ရုရှားတပ်တွေထိန်းချုပ်ထားပေမဲ့ယူကရိန်းကပိုင်တဲ့ဇာပိုရီးရှားနျူကလ িয়ার တအားပိစက်ကိုပိုင်ဆိုင်ခွင့်ကိုအမေရိကန်ကလက်လွဲယူရေးဖြစ်နိုင်ခြေတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဥရောပရဲ့အကြီးဆုံးတအားပိစက်ဝင်ကြီးပြန်လည်ပတ်နိုင်ဖို့နှစ်နှစ်လောက်အချိန်ယူရမှာဖြစ်ကြောင်းဝန်ခံခဲ့ပြီးအဲ့ဒီဆက်ဟာယူကရိန်းအတွက်ရောဥရောပအတွက်ပါအရေးကြီးတဲ့စွမ်းရည်ရေးအခြေခံအဆောက်အအုံကြီးဖြစ်ပါတယ်။ သူဟာထရန့်နဲ့ပူနေလို့ဆွေးနွေးသဘောတူထားတဲ့အတိုင်းယူကရိန်းဟာရုရှားရဲ့စွန့်ရင်မီးရထားလမ်းပိုင်းစိတ်ကန်အစားရှိတဲ့အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်တော့မှာမဟုတ်ဘူးလို့လည်းပြောပါတယ် ဒါပေမဲ့ရုရှားဘက်ကအဲ့ဒီသဘောတူညီချက်ကိုစချိုးဖောက်တာနဲ့ယူကရိန်းကလည်းလက်တော့မြန်ဖို့ဝေလေးနေမှာမဟုတ်ဘူးလို့ဇလန်စကီးကပြောပါတယ်။ခရမ်နဲ့ပူတင်တို့ဖုန်းပြောပြီးမှတော့ပူတင်ရောဇလန်စကီးကပါအခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေရည်တက်မှုနှစ်ဦးလုံးကသဘောတူကြအောင်အတီးတီးထုတ်ပြောခဲ့ပေမဲ့နှစ်ဖက်လုံးကတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေကြအောင်အပြန်အလှန်ဆွဆွဖြစ်နေနေတော့မှဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။